အားလုံးပဲမင်္ဂလာပါ UK Matchday Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion League တက်တဲ့အားလုံးမင်္ဂလာပါ Manchester United ကအခုလက်ရှိမှာသူတို့လိုချင်တဲ့တိုက်စစ်အစုအဖွဲ့ကိုရရှိထားသည့်တိုင်အောင်ကျွန်တော်နားလည်ထားတာကနောက်ထပ်ထိတ်တန်းတိုက်စစ်မှုပေါ့လေအထောက်တိုက်စစ်မှုတယောက်ကိုခေါ်ဖို့ကျွန်တော်ပြင်ဆင်ထားတယ်ဒါပေမဲ့အဲ့တိုက်စစ်မှုကိုရဖို့ဆိုရင်သူတို့မှာလုံလောက်တဲ့ဝေကြီးအားလုံလောက်တဲ့ financial ရဖို့လိုအပ်သေးတယ် ကလပ်ကပတ်စံရှိတယ်ဒါပေမဲ့ FFP ရဲ့ဘောင်တွင်းမှာ PSR ရဲ့ဘောင်တွင်းမှာဝေသုံးဖို့လိုအပ်တာလည်းဖြစ်တယ်ဆိုတော့ဒီအတွက်ကြောင့်တိုက်စစ်မှုတွေမရောက်ခင်မှာ Man United ကရောင်းထုတ်မဲ့ကိစ္စတွေ ရှင်းလင်းမဲ့ကိစ္စတွေကို အမြန်ဆုံးလုပ်ရတော့တယ်ဆိုတော့ပထမဆုံးအနေနဲ့ဒါကျွန်တော်အခုတိုက်စစ်တဲ့က Yuko Akitike ရဲ့ ခရစ်စတိုဘာအန်ခူခူရဲ့နောက်တစ်ချိန်တည်းမှာပဲဒါထိတ်တန်းတိုက်စစ်မှုတွေအများကြီးအပြင် Wise's King လို့တိုက်စစ်မှုတွေကိုသူတို့ရာထားတယ်။ဒါပေမဲ့ကျွန်တော်တို့ပြောသလိုတိုက်စစ်မှုမဝယ်ခင်မှာအယောင်ကိစ္စတွေကိုလုပ်တဲ့ချိန်မှာသူတို့ရောင်းတဲ့ကစားသမားတွေတဲကပထမဆုံးအယောင်အဖြစ် Jadon Sancho အပြောင်းရွှေ့ဖြစ်လာမှုရှိပါတယ်။ Manchester United မှာတပတ်ကိုပေါင်3သိန်းကျော်ရရှိနေတဲ့ Jadon Sancho ကိုခေါ်ယူမဲ့အသင်းက စီးရီးကလပ်ဂျူဗန်တက်စ်အသင်းဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ဂျူဗန်တက်စ်ကဒူရှန်ဗလာဟိုဗစ်ကိုအလိုက်ပေးတာတို့ဒေါက်ကလက်လူးဝစ်ကိုအလိုက်ပေးတဲ့ပုံစံမျိုးတွေနဲ့ကလန်းနေဆိုပြီးတော့လာဂစ်စတာဒဲလူစပေါ်မှာပေါ်ပြတယ်ဒါပေမဲ့မန်ချက်စတာယူနိုက်တက်ကငွေသားတည်တံ့လို့ချစ်တယ်ဆိုတော့အခုဂျေဒန်ဆန်ချိုရဲ့အပြောင်းအရွှေ့ကတော့အခုလက်ရှိမှာ total package ပေါင်း25တန်းနဲ့ဖြစ်တယ် 23တန်းကအရင်ရမယ်ပြီးတော့ပါကျန်တဲ့၄တန်းကအတော်နဲ့ဘိုးနက်ပေါ်မှာမူတီပီးရမှာဖြစ်တယ်ဆိုတော့အခု Chelsea ကိုရောင်းမဲ့25တန်း package မှာလဲ United ကဒီပုံစံဖြစ်တဲ့အတွက် Sancho က Juventus ကိုပြောင်းမယ်ဒီနေရာမှာ Jadon Sancho ဟာ Juventus ကိုပြောင်းတဲ့အခါမှာ Manchester United ကသူ့ရဲ့လက်ရှိ contract စာချုပ်ချောင်းတချို့လစာတွေကိုပေါင်၄တန်းထိစိုက်ပေးဖို့လိုအပ်တယ်ဆိုတော့အခု ဆန်ချိုကဒူရင်းကိုသွားပြီးတော့အခုလက်ရှိမှာမရီကယ်လုပ်မယ် total package 25ပန်းမှာ man united ကအတည်ရမယ်ပတ်စံက25ပန်းပဲရမယ်ကျွန်ုပ်၄တန်းကဂျေရန်ဆန်ချိုကို juventus ပေးတဲ့လစာနဲ့ man united မှာရတဲ့လစာကြားကွာဟာချက်ကို united က site ပေးရမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ပတ်စံအတွက်သူတို့၄တန်းပြန်သုံးရမယ်ဆိုတော့ဆန်ချိုက juve မှာ တပတ်ကိုပေါင်3000 900ယူရို3000 900ပတ်ဝန်းကျင်ရမယ်။ဂျန်နယ်ပတ်စံနေကို United ကစိုက်ပေးရတဲ့အတွက်ကြောင့်သူတို့ပြောင်းရွှေ့ချေးမှာ20တန်းဆော်လီရမယ်။ဆိုတော့ဒါကဘာဖြစ်ဖြစ်ဘန် United အတွက်ဒါခက်ခဲတဲ့အပြောင်းရွှေ့ကနေဒါ DP အောင်လုပ်နိုင်တဲ့အချိန်ဖြစ်တယ်။အဲ့ဒီနေရာမှာ Marcus Rashford ကို Barcelona ဘက်က inform လုပ်ထားတယ်။ Manchester United အသင်းနေနဲ့သူ့ကိုပြောင်းရွှေ့ချေးတန်း၄၀ဆိုတာထက် ယာတီကုံတီအငားခုံယူခွင့်နဲ့သူတို့ဘက်ကကမ်းလန့်မယ်လို့ပေါ်ပြထားတယ်။စပိန်မီဒီယာတွေကက်တလန်ရေဒီယိုအပါအဝင်နောက်မန်တိုဒီပိုဒီပိုရပိုးရဲ့အဆိုအရရက်ရှ်ဖို့ကိုရိုက်ကလည်းလာစာရှော့ယူပြီးဘာဆိုနာကိုအငားထွက်ကစားဖို့ဆန္ဒရှိတဲ့အကြောင်းပေါ်ပြတယ်။အန်တနီကတော့အခုချိန်ထိဗတ်တိကလွဲပြီးအခြားအသင်းတွေကိုပြောင်းရွှေ့ခြင်းချင်းမရှိတဲ့အတွက်ကြောင့် Real Madrid နဲ့ Man United ကြာညှိနေတယ်။အဲ့ဒီနေရာမှာ Manchester United က အလဟန်ဒိုဂါနာချိုရဲ့အပြောင်းရွှေ့မှာပေါင်တန်း80ထိဈေးသတ်မှတ်ထားတယ်ပြည်ထနာကအသက်20ပဲရှိတဲ့ဒီအာဂျင်တီးနားလူငယ်တောင်မန်ကစားမကိုဘယ်သူတူတယောက်ကမှ ပေါင်တန်း20တန်း80မပေးခြင်းနဲ့အတွက် United ကနောက်ဆုံးမှပြောင်းရွှေ့ခြင်းကိုဈေးချလိုက်ရတယ် Manchester United ကအခုအလဟန်ဒိုဂါနာချိုရဲ့အပြောင်းရွှေ့ကို ပေါင်တန်း80ကနေ45တန်းထိရှော့ချပြီးတော့ ကာလန်ဘူးနဲ့အပြောင်းရွှေ့ဖြစ်ဖို့ကိုဦးတည်တယ်သူတို့အဓိကရွေချက်ကပြောင်းရွှေ့ခြင်းဖြစ်ဖို့ပဲပြောင်းရွှေ့ခြင်းဖြစ်မယ်အသင်းကထွက်သွားမယ် wages တွေထွက်သွားပြီဆိုရင် wage available ဖြစ်သွားရင်ကျန်တာသူတို့ဆက်လုပ်လို့ရတယ်ဆိုတော့အခုဂျာဆန်ချိုကို45တန်းဆိုရင် Chelsea အပါဝင် club တော်တော်များများစိတ်ဝင်စားပြီးတော့အခုလက်ရှိမှာ ဒါ sorry ချောင်ချောင်ဖြစ်တဲ့ဂါနာချူပေါ့လေဂါနာချူကို45တန်းကိုခေါ်ကျင်တဲ့အသင်းတွေများလာဖို့ရှိပြီးတော့ဂျေရန်ဆန်ချူကဂျူဗန်တက်စ်ဖြစ်မယ်နောက်တစ်ဖက်ကမာကက်စ်ဖက်ရှိုကဘာဆိုနာနဲ့ stay on ဖြစ်နေပြီးတော့အန်တနီအပြောင်းရွှေ့တာဖြစ်ရင် United အနေနဲ့တိုက်စင်မှုဘက်ကိုလှည့်နိုင်မှာဖြစ်တယ်ဒီကြားထဲမှာ Wolfrey and DD ကိုတော့၉တန်း package ရောချီစာချုပ်နဲ့ခေါ်ယူဖို့ United ကစန်တာရှိပြီး Leicester ကထွက်ဖို့ပြင်နေသူကလည်း United ရဲ့ radar ထဲမှာ ထည့်သွင်းထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်